အားလုံးမင်္ဂလာပါမြောက်ဦး entertainment ကနေပြန်လည်ကြိုဆိုပါရစေကျွန်တော်မိတ်ဆွေတွေနေကောင်းကြပါရလားအိုဆာကာမှာရှိတဲ့တရုတ်ကောင်စီဝင်ဂျုံရဲ့ရှိန်ရှောင်းမှုကိုလူတွေစိတ်ဝင်စားနေကြပါတယ်မတတိကန်ကပဲသူဟာ S လူမှုကွန်ရက်ပေါ်မှာဂျပန်ဝင်ကြီးရှုပ်ဒီစာတစ်တာခိုင်အရှိကိုအကြံဖတ်ရှိန်ချောက်တဲ့စကားတွေပြောခဲ့တဲ့အတွက်ဂျပန်နိုင်ငံရဲ့သမားတွေရဲ့ပြင်းထန်တဲ့ဝေဖန်မှုနဲ့ကြုံခဲ့ရပါတယ်သူကခေါင်းဖြတ်ပြင်းမယ်ဆိုပြီးတော့တော့မှပြောခဲ့တာပါ တရုတ်တယောက်ကဂျပန်နိုင်ငံရဲ့ခေါင်းဆောင်တယောက်ကိုအခုလိုပြောတာနဲ့ပတ်သက်ပြီးတော့မှဂျပန်ပြည်သူတွေကမတိုက်ကြပါဘူးသူကိုနေနှံတင်ပေးဖို့ဆိုပြီးတော့လည်းတောက်ဆွနေကြပါတယ်ဒီဇယ်လန်ကဂျပန်နိုင်ငံမှာတယ်မဟုတ်ပဲတခြားနိုင်ငံတွေရဲ့လူမှုကွန်ရက်တွေမှာလည်းကြရက်ရိုက်ခဲ့ပါတယ်တရုတ်ဝန်ပလွေစစ်တီပေါ့နော်ဒီ World Warrior ဟာမာနာထောင်ပြီးတော့မှစိမ့်ဆောက်ခဲ့တာဟာသံတမန်ရေးရာစီမင်းတွေစံနှုန်းတွေနဲ့လုံးဝဆန်းကျင်နေတဲ့လုပ်ရက်ဖြစ်တဲ့ဆိုပြီးတော့မှနိုင်ငံတကာအသိုင်းအဝိုင်းကလည်းဝေဖန်နေကြပါတယ် အရာရှိတယောက်ကဒီလိုစကားမျိုးပြောရဲဆိုတာဟာအစင်းအပင်မရှိတဲ့ပုံစံမျိုးလဲပေါ့ပါတယ်။ဒါမှန်လူရင်ကျေးတယောက်ဆိုရင်တော့မှစကားပြောတဲ့အခါမှာထိန်ပြီးတော့မှပြောလို့ရှိပါတယ်။သူ့လိုနိုင်ငံရေးသမားတယောက်ကဒီလိုမျိုးမစင်မစင်ပြောခဲ့တာကတော့တော်တော်လေးကိုအော်ချဖို့ကောင်းနေပါတယ်။သံတမန်တယောက်အနေနဲ့ဒီလိုမျိုးစကားကိုဘတော်မှပြောလို့မရနိုင်ပါဘူး။ဒါပေမဲ့အဲ့ဒီရင်ကျေးမှုကိုတယောက်ကရှုပ်ဖြတ်လိုက်ပြီးတော့ဆိုရမှာပါ။ဒီနေရာမှာတယောက်ရဲ့မထီလေးစားလုပ်မှုကိုကမ္ဘာလုံးကဝိုင်းပြီးတော့မှအပြစ်တင်နေကြပါတယ်။ ဒီကိစ္စဖြစ်ခဲ့တာကတော့ပြီးခဲ့တဲ့9ရက်နေ့ကဂျပန်ဝန်ကြီးချုပ်ပြောတဲ့ထိုင်ဝမ်ကိစ္စနဲ့ပတ်သက်ပါတယ်။တရုတ်ကထိုင်ဝမ်ကိုပိတ်ဆို့မှုပြုလုပ်ရင်ဒါမှမဟုတ်စီးရီးတိုက်ခိုက်မှုပြုလုပ်ရင်ဂျပန်နိုင်ငံအတွက်လည်းအကျက်အတီးတွေကြုံတွေ့ရလာနိုင်တယ်ဆိုပြီးတော့မာဒီတာကာအီရှိကအောက်လွှတ်တော်မှာပြောခဲ့ပါတယ်။ဆိုလိုတာကတော့ဂျပန်အနေနဲ့ကိုကိုကိုကောက်ကွေဖို့လှုပ်ထားရမယ်ဆိုပြီးပြောချင်တာပါ။ထိုင်ဝမ်အကျက်တီးရဆိုရင်ဂျပန်နိုင်ငံပေါ်မှာလာပြီးတော့မှတက်ရောက်မှုရှိနိုင်တယ်လို့ပြောတာကတော့ဒါပထမဦးဆုံးမဟုတ်ပါဘူး။လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကလေးကဂျပန်ဝန်ကြီးချုပ်တွေဟာ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့မှအလေးထားပြောကြားခဲ့ပါတယ်။ထိုင်ဝန်ရင်းနဲ့ကြားလုံကြုံရင်းဟာဂျပန်နိုင်ငံလုံကြုံရင်းနဲ့တက်ဆိုင်တယ်လို့အရင်ဝန်ကြီးချုပ်တွေလည်းပြောခဲ့ပေမဲ့အခုလက်ရှိဝန်ကြီးချုပ်ပြောတဲ့စကားကပိုပြီးတော့မှအလေးအနက်ထားခဲ့တာကိုတွေ့ရပါတယ်။ဂျပန်ဝန်ကြီးချုပ်ရဲ့ပြောဆိုချက်အရတရုတ်ကထိုင်ဝန်ကိုတိုက်ခိုက်မယ်ဆိုရင်ဂျပန်နိုင်ငံအနေနဲ့ကိုကိုကိုကောက်ကွေဖို့လှုံ့ထားရမှာဖြစ်ပြီးတော့ထိုင်ဝန်ကိုလည်းကူညီပေးရမယ်လို့ပြောခဲ့တာပါ။အဲ့ဒီနောက်နိုဝင်ဘာလ10ရက်နေ့မှာတော့ရွှေကျင်က ဒီသူရဲ့သဘောထားမှန်ရှယ်ပို့စ်ကိုလူမှုကွန်ရက်မှာတင်ခဲ့တယ်လို့ဂျပန်သတင်းစာဖြစ်တဲ့ဒီအာဆာဟီရှင်ဘွန်ကဖော်ပြပါတယ်။ငါတို့စီကိုအရင်စလိုပြေးဝင်လာတဲ့ဒီညစ်ပတ်တဲ့ခေါင်းဆောင်ကိုမဆိုင်မတော့ဒီခေါင်းဖြတ်ဖို့ကလွေပြီးတော့မှရွေးရှည်စရာမရှိဘူးဆိုတော့အလွန်ရိုင်းဆိုင်တဲ့စကလုံးတွေကိုသူကဒီ expo မှာရေးသားခဲ့တာပါ။တရုတ်နိုင်ငံရဲ့ထိတ်တန်းတန်တမန်လို့ခေါ်တဲ့သူကဘာကြောင့်ဒီလောက်ရိုင်းဆိုင်စွာပြောဆိုရတာလဲ။ဘာကြောင့်ဒီလောက်ထိဆိုရရတာလဲ။ ာလို့အကျံဘတ်တမားတယောက်လို့ပြောရတာလဲဒီစကားကိုကြားလိုက်ရတဲ့အခါမှာတော့ဒီအစွန်ရောက်အစ္စလာမစ်အကျံဘတ်တမားတွေရဲ့စကားကိုနားထောင်နေရတယ်လို့ဖြစ်နေပြီးတော့မှယဉ်ကျေးမှုကိုလေးစားတယ်လို့ခေါ်လို့ရတဲ့နိုင်ငံတနိုင်ငံကခေါင်းဆောင်တူဦးရဲ့စကားကိုနားထောင်နေရတာမဟုတ်ဘူးလို့ထင်ရပါတယ်ဒါကလုံခြုံရေးတပ်ဖြတ်မှုကိုရည်ညွှန်းပြီးတော့မှနိုင်ငံဆက်ဆံရေးမှာအလွန်တရာမှထိလွေရှားလွေတဲ့ကိစ္စကိုရည်ညွှန်းပါတယ်သူကတခြားနိုင်ငံရဲ့ခေါင်းဆောင်ပြီးရင်ဆန်းကျင်ဘက်နိုင်ငံရဲ့ခေါင်းဆောင်ကိုရည်ရွယ်ခဲ့တာဖြစ်ပါတယ်။ဒီစကားကို တရုတ်ခေါင်းဆောင်ကိုရည်ရွယ်ပြောဆိုခဲ့မယ်ဆိုရင်တရုတ်နိုင်ငံဂျာယေဝင်ကြီးဌာနကဘလို့တုံ့ပြန်မလဲဆိုတာတော့ကျွန်တော်တို့မသိပါဘူးဒီတုံ့ပြန်မှုတွေရှိလာတဲ့အခါမှာတော့အဲ့ဒီအစွန်ရောက်တဲ့ post ကိုရှက်ရှက်မဲ့ဖျက်ပစ်ခဲ့ပါတယ်ဒါပေမဲ့တက်တဲ့အထောက်အထားတွေကကြန့်ရှိနေပြီးတော့မှဂျပန်မှာဝေဖန်ချက်မုန်တိုင်းတွေလည်းဖြစ်ပေါ်ခဲ့ပါတယ်ဒီကိစ္စနဲ့ပတ်သက်ပြီးတော့စိုးရိမ်ပူပယ်မှုတွေရှိတဲ့အကြောင်းကိုလူအများစုကဆိုရှယ်မီဒီယာမှာတင်ကြပါတယ်။ဒါကြောင့်ဒီအပိုင်းအတွင်းမှာတရုတ်ရဲ့တန်တမန်ရေးရာကြံတမ်းမှုအကြောင်းကိုလူအများစုက ြောနေကြပါတယ်။အိုဆာကာမှာရှိတဲ့တရုတ်ကောင်စီဝင်ချုပ်ဒီရွှေကြံကဂျပန်ဝင်ကြီးရှုတာခိုင်အီရှိကိုခေါင်းဖျက်မယ်လို့ချိန်ချောက်ခဲ့တဲ့စာသားတင်ခဲ့တာဟာလုံကျန့်တက်ဖြတ်မယ်လို့ပြောလိုက်တဲ့သဘောဖြစ်နေပါတယ်။ဒါကဂျပန်ဝင်ကြီးရှုကိုလုံကျန့်တက်ဖြတ်မယ်ဆိုပြီးတော့မှတတိပေးတာလား။ဒါမှမဟုတ်အိုဆာကာမှာရှိတဲ့တရုတ်ကောင်စီဝင်ချုပ်ကတရုတ်အစိုးရကိုစားဂျပန်အပေါ်မှာစေးကျင်ညာတာလားဆိုတဲ့ဒီတခြားထင်မြင်ချက်တစ်ခုကလည်းထွက်ပေါ်လာစေပါတယ်။အချိန်တုန်းကလည်းဒီဂျပန်ဝင်ကြီးရှုဟောင်းဖြစ်တဲ့ဒီ အဘေးအသက်ခံခဲ့ရပါတယ်ဆက်ဆက်ပြီးတော့ကျွန်တော်တို့စဉ်းစားကြည့်မယ်ဆိုရင်အဲ့ဒီကိစ္စဟာဒီတရုတ်ရဲ့လက်ဆက်လာလို့တင်ပြီးတော့မှမေးရတော့မှာပါတာခိုင်ရှိအနေနဲ့လည်းလုံကျက်တက်ဖြတ်ခံအားမှာကိုတတိထားနေဖို့လိုအပ်လာပါပြီလုံကျက်တက်ဖြတ်တဲ့ဆိုတဲ့ကိစ္စမျိုးကလူရင်ကျေးတွေရဲ့လုံရက်လည်းမဟုတ်ပါဘူးဒီလိုကိစ္စမျိုးတွေကိုများသောအားဖြင့်တွေ့ရတာကဒီအပြင်လောကမှာမဟုတ်ပဲကျွန်တော်ဒီရုပ်ရှင်လိုနေရာမျိုးတွေမှာပဲတွေ့ရတာပါအခုတော့လက်တွေ့ပေါ်မှာပါဆင်းရှောက်မှုတွေကကြုံလာရပြီဖြစ်ပါတယ် တရုတ်ရာရှိတယောက်ကအခုလိုတင်လိုက်တာနဲ့ပတ်သက်ပြီးတော့မှဂျပန်ဝန်ကြီးအဖွေရုံကဒီတုံ့ပြန်တာတွေရှိပါတယ်။မီနိုရူကီဟာရာကသတင်းစာရှင်းလင်းပွဲမှာရွှေ့ကြံရဲပြောဆိုချက်တွေဟာနိုင်ငံသားမှရှိတဲ့တရုတ်တန်တမတ်တူအတွက်လုံးဝမသိလျော်ဘူးလို့ပြောခဲ့ပြီးတော့မှဂျပန်နိုင်ငံသားရဲ့ဝန်ကြီးဌာနနဲ့တရုတ်နိုင်ငံမှရှိတဲ့ဂျပန်တန်ယုံတို့ကလည်းတန်တမတ်လမ်းကြောင်းတွေကနေတဆင့်တရုတ်ကိုပြင်းထန်တဲ့ကဲကွဲစာပေးပို့ခဲ့ပြီးတော့မှသက်ဆိုင်ရာဆောင်းပါးတွေကိုဆက်ရှင်းဖြတ်ပေးဖို့တောင်းဆိုခဲ့ကြောင်းထောက်ပြခဲ့ပါတယ်။ ဂျပန်နိုင်ငံသားရေးဝန်ကြီးဌာနရဲ့အာရှနဲ့သမုဒ္ဒရာရေးဘျူရိုညွှန်ကြားရေးမှူးချုပ်ဖြစ်တဲ့မာဆာအာခီခါနိုင်ကကန်ကွက်တဲ့သဘောထားကိုထပ်မံပြီးအတည်ပြုဖို့အတွက်နိုဝင်ဘာ9ရက်နေ့မှာဂျပန်နိုင်ငံတွေကတရုတ်သံရုံအရာရှိတွေနဲ့တွေ့ဆုံခဲ့တယ်လို့သိရပါတယ်။ပြီးတော့နိုဝင်ဘာ9ရက်နေ့ညနေပိုင်းကစပြီးတော့မှရွှေကျင်ရဲ့ post ကိုကျွန်တော်တို့မမြင်တွေ့ရတော့ပါဘူး။ဒါကြောင့်ဒီရွှေကျန်က post ကို သူ့ဘာသာသူဖြတ်လိုက်တာမဟုတ်ပဲဂျပန်ဘက်ကဆက်ရှင်တုံ့ပြန်ခဲ့တယ်ကဲငွက်ခဲ့တယ်ပြီးတော့မ ပို့စ်ကိုဖျက်ပေးဖို့ဂျပန်နိုင်ငံတွေကတရုတ်တန်ယုံကိုတောင်းဆိုခဲ့တဲ့ဆိုတာကိုကျွန်တော်တို့မြင်နိုင်ပါတယ်ဆိုလိုတာကတော့ရွှေကျင်ထက်ရာထူးကြီးတဲ့တရုတ်အရာရှိတွေစီကိုတော်ပြောပြီးတော့မှဖျက်ချခိုင်းတာဖြစ်ပါတယ်ဒါကြောင့်တင်ထားတဲ့ဟာကိုဖျက်ချဖို့အတွက်တရုတ်တန်ယုံကအမိန်ပေးလိုက်တာဖြစ်နိုင်ပါတယ်ဒါကြောင့်သူ့ရဲ့ဆန်သားမပါပဲအထက်အရာရှိတွေရဲ့အမိန်ကြောင့်သူ့ရဲ့ post ကိုဖျက်ချလိုက်တာဖြစ်နိုင်ပါတယ်အရင် post ကိုဒီဖျက်ချလိုက်တဲ့ဆိုပေမဲ့နောက်ထပ် post ကိုသူကထပ်ပြီးတင်ခဲ့ပါတယ်နောက်ထပ် တင်တဲ့ post ကလည်းဂျပန်နိုင်ငံရဲ့သမားတွေကိုအတုံးမကြဘူးဆိုပြီးတော့မှရေးတဲ့ post ဖြစ်ပါတယ်။ထိုင်ဝမ်အရေးဟာဂျပန်နဲ့သက်ဆိုင်တယ်လို့ယူဆတာဟာညံမရှိဘူးဆိုပြီးတော့မှသူကရေးတင်ခဲ့တာပါ။အတိတ်မှာဂျပန်စစ်ရှုံးခဲ့တာကိုလည်းထည့်ပြောခဲ့ပါတယ်။ဒါဟာရန်သူဟောင်းနိုင်ငံနဲ့ပတ်သက်ပြီးတော့မှကုလသမဂ္ဂရဲ့ဒီရှာမဲထားတဲ့စီမင်းကိုလည်းဂယုမဆိုင်တာဖြစ်ပါတယ်။ဒီတစ်ခါမှာတော့စကလုံးတွေကဒီဝင်းကြီးရှုပ်တာကာအီရှိကိုပုတ်ကိုရေးအရာရည်ရွယ်တော့တာမဟုတ်ပါဘူး။ ဒါပေမဲ့ဒီစကားတွေကရန်စားတဲ့ရှိန်ချောင်မှုတွေအပြည့်ပါနေစေဖြစ်ပါတယ်။ဒါကဒုတိယကမ္ဘာစစ်မှာဂျပန်ရဲ့ရှုံးနိမ့်ခဲ့တဲ့အတိတ်ကိုရည်ရွယ်ပြီးတော့မှရန်သူကိုတောတွေလက်သေးတွေထုတ်ပြနေတဲ့ဝမ်ပလွေစစ်တီရဲ့ရှိန်ချောင်မှုလို့ဖြစ်နေတဲ့အတွက်ပါ။ဂျပန်လူမျိုးတွေဟာဒုတိယကမ္ဘာစစ်ကြောင့်အခုအချိန်ထိစစ်ပွေးကိုလက်နေကြတော့မယ်ဆိုတာကျွန်တော်တို့သိပါတယ်။ဘာလို့လဲဆိုတော့သူတို့ဟာနျူကလ িয়ার တိုက်ခိုက်မှုခံစားဘူးရတဲ့ကမ္ဘာပေါ်ကတခုတည်းသောနိုင်ငံဖြစ်ပါတယ်။ ဂျပန်ရဲ့ဒီဆေးအုပ်ချုပ်ရေးအတိတ်ကတခြားနိုင်ငံတွေရဲ့အမြင်မှာရှုပ်ရှားစရာဖြစ်ပေမဲ့ဂျပန်လူမျိုးတွေရဲ့အမြင်မှာတော့ဒါဟာသူတို့ရဲ့သူရေကောင်းဆန်တဲ့ကာလတွေတရုတ်အပါဝင်အရှေ့အာရှတစ်ခုလုံးကိုနင်းရှေခဲ့တဲ့ကာလတွေ ဖြစ်နေလို့ပါအဲ့ဒီအချိန်ကာလတွေကတော့တရုတ်နိုင်ငံအတွဲအရှေ့ရဆေးရအတိတ်သမိုင်းဖြစ်ပါတယ်ဒါကြောင့်လဲဂျပန်ကိုအောင်ပွေးခံနိုင်တဲ့နေ့ဟာတရုတ်ရဲ့အကြီးအကျယ်ဆုံးသောအထိတ်အမှတ်ပွင့်နေ့ဖြစ်လာခဲ့ပါတယ်အဲ့ဒီအချိန်တုန်းကဂျပန်ကိုခုခံတော်လှန်ခဲ့တဲ့အစိုးရဟာအခုလက်ရှိဒီတရုတ်ကွန်မြူနီပါတီအစိုးရမဟုတ်ပါဘူး ထိုင်ဝမ်ကိုထွက်ပြေးတော့တဲ့တရုတ်သမ္မတနိုင်ငံအစိုးရဖြစ်ပါတယ်ဂျပန်ကိုပို့ပြီးတော့မှမုန်တီးရမှာကလည်းထိုင်ဝမ်ဖြစ်နေပြန်ပါတယ်အခုလက်ရှိတရုတ်ပြည်မှာကြီးမှအုပ်ချုပ်နေတဲ့အဖွဲ့အစည်းဟာဂျပန်တော်လှန်ရေးမှာပါဝင်ခဲ့တဲ့သူတွေမဟုတ်ကြပါဘူးသူတို့ကနေရာဝင်ယူလိုက်ကြတဲ့သူတွေပဲဖြစ်ပါတယ်တရုတ်ပြည်မှာကြီးမှာတော့သူတို့ကဒုတိယကမ္ဘာစစ်ပြီးဆုံးခြင်း80 ြည့်အဒီဒါမှမဟုတ်ရှစ်စစ်ပြည့်အမှတ်တရပွဲတွေနဲ့ဂျပန်လက်နက်ရှာတဲ့နေ့တွေမှာရှီတက်ပွဲတွေလုပ်တဲ့သူတို့ရဲ့လက်နက်တွေကိုပြသတယ်ပြီးတော့မှဂျပန်ဆန်းကျင်ရေးဝါဒဖျက်မှုတွေကိုစိတ်အားထက်သန်စွာလုပ်ကြပါတယ်တကယ်တော့ဒါဟာတရုတ်ကွန်မြူနစ်ပါတီရဲ့ပြည်သူတွေအပေါ်မှာလှေးစားတဲ့လှေးကွက်တစ်ခုဖြစ်ပါတယ်သူတို့ကအမြဲတမ်းဂျပန်ဆန်းကျင်ရေးစိတ်ထဲနဲ့ပေါ်ပွဲဆူနေကြပါတယ်တရုတ်ပြည်မှာကြီးရဲ့ယဉ်ကျေးမှုပြဆက်အများပြားမှတော့မှဂျပန်ဆန်းကျင်ရေးနဲ့အမေရိကန်ဆန်းကျင်ရေးဝါဒဖျက်မှုကအခုထိအမြင့်တွင်နေစေဖြစ်တာကိုကျွန်တော်တို့တွေ့ရပါတယ် တရုတ်ရုပ်ရှင်တွေမှာလည်းဂျပန်ဆန်းကျင်ရေးပြားခွက်တွေကိုအလွန်အမင်းရိုက်ကြပါတယ်။တရုတ်ဇာတ်လမ်းတွေဟာလုံးဝအဓိပ္ပာယ်မရှိတဲ့အတွက်ပြားသားဖို့မတင်တော်ဘူးဆိုပြီးတော့မှတရုတ်အစိုးရကိုယ်တိုင်ပိတ်ပင်ပေးရတဲ့ဇာတ်လမ်းတွေတောင်မှရှိပါတယ်။တကယ်တော့ဂျပန်နဲ့တရုတ်ကြားကစီးပွားရေးဆက်ဆံရေးမှာဂျပန်ဟာအမြဲတမ်းမိခိုအနေထားမှရှိနေပါတယ်။အတိတ်တုန်းကတရုတ်ကဂျပန်ကိုခက်ခဲအောင်လုပ်ဖို့စီးပွားရေးလက်နက်ကိုအကြိမ်ပေါင်းများစွာတုံ့ခဲ့တယ်ဆိုတာအားလုံးသိကြမှာပါ။ဆန်ကာကူပြီးရင်ဒီတောက်ယူကျုံးတွေနဲ့ပတ်သက်တဲ့အဲ့ဒီ အငင်းပေါ်မှုတင်းမာလာတဲ့ဒီ2010ပြည့်နှစ်မှာသူတို့ကမြေရှားတက်တူပိတ်ပင်မှုလုပ်ပြီးတော့မှတင်ပိုးတာကိုပိတ်ပင်ခဲ့ပါတယ်အခုတစ်ခေါက်ဂျပန်ဝန်ကြီးချုပ်ကတရုတ်နဲ့တိတ်ပြီးတော့မှမတင်းမြက်ပဲထိုင်ဝမ်နဲ့ရင်းနှီးတဲ့ဆက်ဆံမှုတွေရှိလာတာကိုတွေ့ရပါတယ်မစ္စတာရှွကျန်ကအခုလိုမျိုးပို့စတင်လဲဆိုတာကသူသဘောအတိုင်းတင်လို့တော့မရနိုင်ပါဘူးဒီတရုတ်အစိုးရဘက်ကတင်ခိုင်းစီခြင်းလို့သာတင်ခဲ့တဲ့သဘောပါသူကတကယ့်စစ်တီတရားအနေနဲ့ရှင်းထွက်ပြီးတော့မှတိုက်ခိုက်ရေးလုပ်လိုက်တာပါ ။အယုအစိုးရကအဲ့ဒီလိုစစ်တီတော်တွေကိုကလကနောက်ကွယ်မှာဖွဲ့ထားပြီးတော့သူတို့စေလို့ရှင်တဲ့အချိန်မှာစေလို့ပြီးတော့မှတိုက်ခိုက်ခိုင်းပါလိမ့်မယ်။ဆိုတော့ကတော့တယုအစိုးရရဲ့ခွင့်ပြုချက်မပါပဲဒီလိုမျိုးတိုက်ခိုက်မှုဆိုတာကလုံးလို့မရနိုင်ပါဘူး။ post နှစ်ခုပြောင်းတင်ခဲ့တာကဒီတာခာအီရှိကိုပုတ်ကွေရေးအရာရောဂျပန်နိုင်ငံကိုပါရေပူရာအဖြစ်စော်ကားခဲ့ပါတယ်။ပြီးတော့နောက်တစ်ချိန်ကတော့အရင်တစ်ခါထက်ပိုပြီးတော့မှဆိုးရွားပုံရပါတယ်။ဂျပန်ရဲ့ကြာရှုံးခဲ့တဲ့အတိတ်ကိုလည်းထေးသွင်းပြောဆိုခဲ့ပြီးတော့မှ ဂျပန်ကထိုင်ဝမ်ကိုဆက်လက်ထောက်ခံမယ်ဆိုရင်သမိုင်းမှလိုမျိုးအလားတူကြာရှုံးမှုကိုရှောင်လွှဲနိုင်မှာမဟုတ်ဘူးလို့ချိန်ရှောက်ပြောဆိုခဲ့ပါတယ်။တရုတ်ရဲ့အစင်းမြင့်အရာရှိတူပြောတဲ့စကားတွေဟာမတင်းလျော်တဲ့အတွက်အရေးယူဆောင်ရွက်မှုတွေလုပ်ပေးပါဆိုပြီးတော့မှဒီတရုတ်အစိုးရစီကိုဂျပန်ဝန်ကြီးအဖွေဂျုံရဲ့ဒီမီနိုရူကီဟာရာကအချိန်ချင်းတောင်းဆိုခဲ့တယ်လို့ဆိုပါတယ်။ဒီတရုတ်နိုင်ငံသားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူဖြစ်တဲ့လင်တင်းကနိုဝင်ဘာလ10ရက်နေ့ တလင်းလာနေသည့်ပုံမှန်သတင်းစာရှင်းလင်းပွဲမှာဒီကိစ္စနဲ့ပတ်သက်ပြီးတော့မှတုံ့ပြန်ခဲ့ပါတယ်။ရွှေကြံရဲ့ post ဟာထိုင်ဝမ်နဲ့ပတ်သက်ပြီးတော့ဂျပန်ရဲ့ယူဆချက်အမှားကိုတုံ့ပြန်တာဖြစ်တယ်လို့ပြောပြီးတော့မှသမိုင်းကြောင်းကိုတေချာကယူဒီဇိုင်းစစ်ဆေးဖို့ဂျပန်ကိုတောင်းဆိုခဲ့ပါတယ်။တချို့ကဂျပန်နိုင်ငံရဲ့သမားတွေနဲ့မီဒီယာတွေကပြည်သူတွေဒေါသပို့ထွက်အောင်နဲ့အာယုံလွှဲမအောင်အတိအကျရှေ့ကားပြောဆိုနေတယ်လို့တော့မှအပြစ်တင်ခဲ့ပါတယ်။ဒါကတရုတ်ဂျပန်ပူးပေါင်းဆောင်ရွက်မှုအတွက်ဟန်တာမှုဖြစ်အောင်စ조사နေတာပဲလို့သူကပြောပါတယ်။ ဒါဟာတရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ရည်တည်ချက်အစစ်အမှန်လည်းဖြစ်ပါတယ်။လင်ကျက်ဟာနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ပြောရေးဆိုခွင့်ရှိသူဖြစ်ပါတယ်။သူပြောခဲ့တဲ့စကားတွေဟာသူ့ရဲ့ပုံကိုယ်ရဲ့သဘောထားမဟုတ်ပဲဒီကိစ္စအပေါ်မှာတရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့မူဝါဒနဲ့ရည်တည်ချက်အစစ်အမှန်ဖြစ်ပါတယ်။ဒီအကြောင်းအရာတွေကိုကျွန်တော်တို့ကြည့်မယ်ဆိုရင်တော့တရုတ်ဘက်ကလုံးဝလက်မစွပ်ဘူးဆိုတာကိုတွေ့ရပါတယ်။သူတို့ပြောခဲ့တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့မှတောင်းပန်တာမျိုးလည်းမရှိပါဘူး။ထိုင်ဝမ်နဲ့ပတ်သက်ပြီးတော့မှပြောတဲ့သူဟာအမှားဖြစ်ပြီးတော့မှ သူတို့ရဲ့လူဟာမှန်ကန်နေတဲ့ပုံစံမျိုးလုပ်နေပါတယ်။ဒါဟာအစားကနဦးပဲဖြစ်ပါတယ်။နောင်ကာလတွေမှာလည်းထိုင်ဝမ်အရေးနဲ့ပတ်သက်လာရင်တရုတ်ကဒီလိုတုံ့ပြန်မှုတွေလုပ်လာမယ်ဆိုတာကိုကျွန်တော်တို့ကြိမ့်သိပေါ့ပြောလို့ရပါတယ်။ဒီနေရာမှာထိုင်ဝမ်ရဲ့ယက်တီချက်ကဂျပန်ဘက်ကရှိပါတယ်။ဒီတရုတ်ဘက်ကဂျပန်ကိုပြောတဲ့ကိစ္စမှာထိုင်ဝမ်ကအလေးထားပါတယ်လို့ထိုင်ဝမ်သမ္မတရုံးပြောရေးဆိုခဲ့ရှိသူ current ကူကတုံ့ပြန်ပါတယ်။ဒီလိုပြောဆိုပုံဟာဆိုရင်ဒီ ဗန်ဒမန်ရဲ့အခွင့်အရေးတွေကိုကြော်လွန်ပြောဆိုလိုက်တာဖြစ်တယ်လို့လည်းထိုင်ဝမ်ဘက်ကဆိုပါတယ်။ထိုင်ဝမ်ကဒီထိုင်ဝမ်ရေလက်ကြားနဲ့အင်ဒိုပစိဖိတ်ဒေသမှာငြိမ်းချမ်းရေးနဲ့တည်ငြိမ်ရေးကိုထိမ့်သိမ်းဖို့ဂျပန်အပါအဝင်နိုင်ငံတကာမဟာမိတ်တွေနဲ့ဆက်လက်ပူးပေါင်းဆောင်ရွက်တော့ပါမယ်ဆိုပြီးတော့မှထိုင်ဝမ်ဘက်ကထုတ်ပြန်ခဲ့ပါတယ်။ထိုင်ဝမ်ရဲ့ဒီထုတ်ပြန်ချက်ကလည်းတော်တော်လေးကိုခတ်ထက်ပါတယ်။တရုတ်နိုင်ငံကသူတို့ရဲ့စကားတွေကိုသတင်းပါဖို့အတွက်ဒီဝမ်ပလွေစစ်တီတော်လို့ခေါ်လို့ရနိုင်တဲ့သူတွေကိုအသုံးပြုနေတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့မှထိုင်ဝမ်ဘက်ကဆန်းကျင်ကြောင်းပြသခဲ့ပါတယ်။ ဒုတိယအနေနဲ့ကတော့တရုတ်ရဲ့စံတားကိုလိုက်နာစရာမလိုပဲကျွန်တော်တို့ရဲ့လုံခြုံရေးနဲ့လွယ်လွယ်ရေးကိုကာကွယ်ဖို့ဂျပန်ဒါမှမဟုတ်တခြားနိုင်ငံတွေနဲ့အတူဆောင်ရွက်ဖို့ကျွန်တော်တို့မှာအခွင့်အရေးအပြည့်အဝရှိတယ်လို့လည်းသူတို့ကပြောခဲ့ပါတယ်။အရင်ဂျပန်ဝန်ကြီးချုပ်လက်ထက်တုန်းကတရုတ်နဲ့ဆက်ဆံရေးအဆင်ပြေခဲ့တယ်လို့ရှိပေမဲ့ဒီကနေ့ခေတ်ဂျပန်ဝန်ကြီးချုပ်ကတော့တရုတ်နဲ့ပြည်နယ်တဲ့ပုံလုံးဝမပေါ်ပါဘူး။ဒါကျွန်တော်ရှိကဗီဒီယိုတစ်ပုံမှာလည်းပြောခဲ့ပြီးတဲ့ထင်ပါတယ်။ဂျပန်ကောင်းဆောင်အသစ်ကစီရေးကိုအကောင်းအောင်လုပ်မယ်လို့ကတိပြုခဲ့ပြီးတော့မှ ဒီရှီကျင်းပင်နဲ့တွဲဆုံပြီးနောက်တရက်မှာပဲထိုင်ဝမ်ရဲ့ကိုယ်စလေတွေနဲ့ထိပ်သီးအစီအဝေးမှာတွဲဆုံခဲ့ပါတယ်။အဲ့ဒါကတရုတ်ကိုဒေါ်သာထွက်စေခဲ့ပါတယ်။အဲ့ဒီနောက်ပိုင်းမှာတုံ့ပြန်မှုတွေစီကိုဥတီသွားခဲ့ပြီးတော့ဂျပန်နဲ့တရုတ်ကြားမှာတန်တမန်ဆက်ဆံရေးအကြက်အတီတွေဖြစ်လာခဲ့ပါတယ်။တကယ်တော့ဂျပန်နဲ့တရုတ်ကြားမှာသဘောထားတင်းမာမှုတွေအများကြီးရှိနေလို့တော့မရပါဘူး။အထူးသဖြင့်ဒီထိုင်ဝမ်နဲ့ပတ်သက်ပြီးတော့မှသဘောထားမတိုက်ဆိုင်မှုတွေရှိလာမယ်ဆိုရင်ဂျပန်ရဲ့စီးပွားရေးအပေါ်မှာတရုတ်ရဲ့ဟန်တာမှုတွေရှိလာနိုင်ပါတယ်။ ။တစ်ချိန်လုံးကလည်းမြေရှားတက်တူးတင်ပို့မှုကိုတရုတ်ကကန့်သတ်ခဲ့မှုပါပဲ။မစ္စတာရွှေတန်ဟာအရင်ကတည်းကတန်တမန်တူရဲ့အခန့်ကဏ္ဍနဲ့မတင်တော်တဲ့ပြောဆိုချက်တွေကိုအချိန်ပေါင်းများစွာရေးသားခဲ့မှုတဲ့သူပါ။အော်တိုဘာ25ရက်နေ့တုန်းကလည်းအိတ်လူမှုကွန်ရက်မှာဂျပန်လိုရေးတင်ခဲ့ပါတယ်။မေဒီတာမှာပဲနေနေမေးပေးမယ်ဆိုရင်တော့ Revolution Sangumi ကိုမေးပေးပါလို့ရေးခဲ့ပါတယ်။သူကဒီ Revolution Sangumi ပါတီရဲ့ကိုယ်စားလှယ် Mr. Taro Yamamoto ရဲ့ဒီလမ်းပေါ်ကမိန်ခွန်းဗီဒီယိုကိုလည်း ကိုးကားခဲ့ပါတယ်။ဒါဂျပန်မှာရှိတဲ့ပါတီလေးတစ်ခုဖြစ် ပြီးတော့မှလက်ရှိအုပ်ချုပ်နေတဲ့ ADP ပါတီရဲ့အတိုက်ခံပါတီဖြစ်ပါတယ်။ဒီ post ကိုတော့ follower ဒီ7300ရှိတဲ့အကောင့်မှာသူကရေးတင်ခဲ့တာပါ။သူထောက်ခံပြောဆိုတဲ့ဂျပန်ပါတီကတရုတ်ကိုလိုလားတဲ့ပါတီဖြစ်ပါတယ်။သန္ဓမဲဆက်ဆက်ရေးသဘောတူစာချုပ်အရာသန္ဓမဲတွေဟာအင်ရှင်နိုင်ငံရဲ့ပြည်တွင်းရေးကိုဝင်ရောက်ဆွတ်ဖက်ခြင်းမပြုရဘူးဆိုတဲ့တောင်းဝန်ရှိပါတယ်။ရွှေကြက်ရဲ့ဆောင်းပါးဟာဂျပန်ရွေးကောက်ပွဲကိုဝင်ရောက်ဆွတ်ဖက်ခဲ့တာရှင်းပါတယ်။ ဂျပန်လူမျိုးတွေကိုဗီဂျန်ကိုထောက်ခံတဲ့ပါတီနဲ့လူပုဂ္ဂိုလ်ကိုမေ့ပေးဖို့တောင်းဆိုတာဟာနိုင်ငံတကာတန်တမန်ဆက်ဆံရေးသဘောတူစာချုပ်ကိုဆင်းဆင်းလင်းလင်းရှုဖောက်တာဖြစ်ပါတယ်။တန်တမန်တူအနေနဲ့နိုင်ငံဆက်ဆံရေးကိုပဲတိုးမြှင့်နိုင်ပါတယ်။ဒါပေမဲ့အခြားသူတွေရဲ့နိုင်ငံရေးမှာဒီလောက်ကျူးကျူးကြော်ကြော်ဝင်ရောက်ဆွဖက်လို့တော့မရပါဘူး။အပြန်အလှန်အနေနဲ့ဒီဂျပန်တန်တမန်တူကတရုတ်နိုင်ငံရဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့မှဝင်ရောက်ဆွဖက်ခဲ့မယ်ဆိုရင်တရုတ်ဘက်ကဘယ်လိုတုံ့ပြန်မှာလဲ။သေးကြတာတခုကတော့ရှက်ရှင်ဖန်စီထောင်ချတာမျိုး နေနဲ့နဲ့ပေးတာမျိုးတွေကိုလုပ်ပါလိမ့်မယ်။တာခါအီရှိကိုပြောခဲ့တဲ့လိုမျိုးဂျပန်တန်တမက်တူကလည်းတရုတ်ခေါင်းဆောင်ကိုခေါင်းဖြတ်မယ်လို့ရှိချောက်ခဲ့မယ်ဆိုရင်အရှင်တွေကဘေးစီကိုရောက်တော့မလဲ။တရုတ်ကဒီအတိုင်းထားလိုက်နိုင်ပါမလား။သိမကြခင်ကဒီရှစ်ကျွဲ့ဟာကင်ဆိုင်ဒေတာကဂျပန်လွှတ်တော်အမတ်တွေအများအပြားစီကိုစာတွေပို့ခဲ့ပါတယ်။သူတို့က2024ခုနှစ်မေလမှာထိုင်ဝမ်သမ္မတလိုင်ရှင်တေးရဲ့ယာဒူးတပ်ပွဲကိုတက်ရောက်ခဲ့တဲ့အတွက်ထိုင်ဝမ်လွတ်လွတ်ရေးကိုထောက်ခံတယ်လို့အဲ့ဒီစာတွေမှာဆွဆွေးထားတာပါ။ ထိုင်ဝမ်နဲ့ထိတွေ့ဆက်ဆံတာမျိုးမလုပ်ကြပါနဲ့လို့ဂျပန်အမတ်တွေကသူကပြောထားပါတယ်။ဒီတရုတ်ဂျပန်ဆက်ဆံရေးအဆင်ပြေလျှော်မွေးစေဖို့အတွက်လိုက်နာစီကျင်တယ်လို့ပြောပါတယ်။စာတွေလက်ခံရရှိတဲ့သူတွေထဲမှာဂျပန်ပြန်လည်ထူထောင်ရေးပါတီကဒီဂျမ်မက်ဆူဘာရာနဲ့ဒီယူအီရှီရိုဒါဝါတို့ပါဝင်တယ်လို့အမီကိုကင်းတဲ့ဒီအောက်လက်တော်အဖွဲ့ဝင်ပီယိုရှိကီတာကာမီတို့လည်းပါဝင်ပါတယ်။ဒီနေရာမှာတော့ရွှေကျန်းဟာဒီလိုသဘောထားတင်းမာတဲ့ရေးသားချက်တွေကို ဒီခဏခဏပေးပို့လေးရှိတဲ့အတွက်သူ့ကိုဂျပန်မှာမထားသင့်ဘူးလို့ဒီမန်ဆူဘာရာကအထင်ပြုပါတယ်ဂျပန်ဝင်ကြီးချုပ်ကိုကောင်းဖြတ်ပြစ်မယ်လို့ရှင်းလျှောက်တဲ့စာမျိုးအွန်လိုင်းပေါ်မှာရေးတင်လိုက်တာကတော့တော်တော်လေးကိုစိုးရွားတော့ပါပြီဂျပန်ပြည်သူတွေဟာလည်းဒီလိုတန်တမန်မျိုးကိုဘယ်တော့မှမကြုံခဲ့ဘူးဘူးလို့ပြောကြပါတယ်ဒါဟာတန်တမန်ကြီးရကန်တာထက်အများကြီးကြော်လွန်တော့ပြီလို့လည်းပြောနေကြပါတယ်ဒီကိစ္စကိုဂျပန်ပြည်သူတွေကဘလို့မှလက်မခံနိုင်ကြပါဘူးဒါဟာတန်တမန်ကြီးရစီမင်းတွေကို ြင်းထန်စွာရှိုးဖောက်တာပဲလို့ဒီကြိုတိုသတင်းဌာနကဖော်ပြခဲ့ပါတယ်။အချိန်နှင်းမှာပဲဒီတိုကျိုရှင်ဘွန်နဲ့ဒီဆန်ခဲရှင်ဘွန်တို့ကရွှေကြံကိုတက်တမဲ့တူအဖြစ်တာဝန်ထမ်းဆောင်ဖို့လုံးဝအရေးအရှင်းမရှိဘူးလို့ဝေဖန်ခဲ့ကြပါတယ်။သူကိုဆက်ရှင်နှင်ထုတ်ပါဆိုပြီးတော့မှဂျပန်အစိုးရကိုတောင်းဆိုကြပါတယ်။ရုပ်ရရှင်းချောင်းမှုကိုရားလိုက်တဲ့ဒီဂျပန်ဝန်ကြီးချုပ်ကတော့ သူပြောခဲ့တဲ့စကားကိုပြန်လေရုပ်သိမ်းဖို့စိတ်ကူးလုံးဝမရှိဘူးလို့တုံ့ပြန်ပါတယ်။ဒီတော့ထိုင်းဝမ်မှာအကျအတီးဖြစ်လာရင်ဂျပန်ဘက်ကကာကွယ်ရေးကိစ္စတွေလုံးမဲ့ဆိုတဲ့ဂတိကဝော်ပေးလိုက်တာဖြစ်ပါတယ်။သူရဲ့ပြောဆိုချက်တွေဟာဂျပန်အစိုးရရဲ့တရားဝင်ရည်တည်ချက်တွေနဲ့ကိုင်းညီမှုရှိတယ်လို့လည်းတုံ့ပြန်ပါတယ်။ဒါပေမဲ့အနာဂတ်မှာတော့ဘလို့လုံးမဲ့ဆိုတာနဲ့ပတ်သက်ပြီးအသေးစိတ်ပြောတာမျိုးတွေကိုချောင်ရှားရမယ်လို့ပြောပါတယ်။သူရဲ့ရည်တည်ချက်ကိုတော့မပြောင်းလဲနိုင်ဘူးလို့ထပ်ဆောင်းပြောကြခဲ့ပါတယ်။ဒါကြောင့်ရုပ်ဘက်ကဘလောက်ပဲ PR ပေးနေပါစေ ဂျပန်ဝန်ကြီးချုပ်ကနောက်ဆုတ်သွားမှာမဟုတ်ဘူးဆိုတာကိုပြသလိုက်တာပါဂျပန်နိုင်ငံကတရုတ်ကိုလုံးဝမကြောက်ဘူးဆိုတာကိုလည်းတက်တင်ပြလိုက်တာဖြစ်ပါတယ်ထိုင်ဝမ်လုံခြုံရေးဟာလည်းဂျပန်အတွက်အရေးကြီးနေပြီးတော့မှနှစ်နိုင်ငံဘုံလုံခြုံရေးကိစ္စကိုအလေးထားဆောင်ရွက်ဖို့ဂျပန်ဘက်ကလည်းအဆင်သင့်ရှိနေပါတယ်ဒါကသူရဲ့ဆုံးဖြတ်ချက်ကိုသာမကပဲရင်းတက်တဲ့တန်တမန်ရေးရာမဟာဗျူဟာကိုပါပြသနေပါတယ်စကလုံးတွေမှာငြိမ်သက်ပြီးတော့မှမူဝါဒမှာတော့ခိုင်မာပါတယ် ဂျပန်ဘက်ကပြစ်လာနိုင်မဲ့ပဋိပက္ခအတွက်အစဉ်အသင့်ကြိုတင်ပြင်ဆင်ထားမှာဖြစ်ပေမဲ့ပဋိပက္ခဖြစ်အောင်လို့တော့လုံးဝမဟုတ်ပဲဆောင်ရှားမှာဖြစ်ပါတယ်။တာခါအီရှိရဲ့တုံးပြန်ချက်ကတည်ငြိမ်ပြီးတော့မှခက်ထန်ပါတယ်။ဒီတော့သူ့ရဲ့ဆရာဝန်ကြီးဆိုဟောင်းဖြစ်တဲ့ရှင်ဆိုအာဘေးကိုလူတွေကပြန်ပြောင်းတတိယလာကြပါတယ်။ရှင်ဆိုအာဘေးလုံးကျန်တက်ဖြတ်ခံရတာဟာတရုတ်ရဲ့စနစ်အဓိကပါဝင်နိုင်တယ်လို့တော့မှလူတွေကတွေးလာကြပါပြီ။ရှင်ဆိုအာဘေးကလည်းတရုတ်ကိုဆန်းကျင်တဲ့ဂျပန်ခေါင်းဆောင်တစ်ယောက်ဖြစ်ခဲ့ပါတယ်။သူတို့ရဲ့ဂျပန်ခေါင်းဆောင်ကိုခေါင်းဖြတ်မယ်လို့ပြောတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ ဂျပန်အမတ်အများစုကလည်းဒေါသတကြီးတွန့်ပြန်ကြပါတယ်။ရွှေကျန်းကိုဂျပန်နိုင်ငံကနေနှင်ထုတ်လိုက်ပါဆိုပြီးတော့မှနိုဝင်ဘာလ9ရက်နေ့မှာနိုင်ငံသားရဲ့ဒုတိယဝန်ကြီးဟောင်းဂျမ်မဆူဘာရာကအစိုးရစီကိုတောင်းဆိုခဲ့ပါတယ်။ရွှေကျန်းဟာသူ့ရဲ့တန်တမန်စိတ်သက်လုံးဝဆုံးရှုံးသွားပြီဆိုပြီးတော့မှမာမေကြီးဝေဖန်ရေးဆရာဒီအာကီအို ရာအီတာကလူမှုဒီမီဒီယာပေါ်မှာပြောဆိုပြီးတော့တရုတ်ရဲ့ဒီနိုင်ငံတကာပုံရိပ်ကိုဆိုးရွားစွာထိခိုက်စေခဲ့တယ်လို့ပြပြထန်ထန်ဝေဖန်ခဲ့ပါတယ်။ ။နောက်ပြီးတော့တရုတ်စင်လွှတ်ထားတဲ့ဒီဝမ်ပလွေစစ်တီတော်ကိုဂျပန်အစိုးရကပြင်းပြင်းထန်ထန်တုံ့ပြန်ပါဆိုပြီးတော့မှတောက်ဆွခဲ့ပါတယ်။နိုမာလာ၈ရက်နေ့မှာရေးတင်ခဲ့တဲ့ရွှေကြဲရဲ့ရှင်းလျှောက်တဲ့စာသားကဂျပန်မှာကြီးမားတဲ့ပြည်သူတွေရဲ့ဝေဖန်မှုကိုဖြစ်စေခဲ့တယ်လို့လည်းဒီယာအီတာကပြောခဲ့ပါတယ်။ရွှေကြဲကဒီဂျပန်ဝန်ကြီးချုပ်ပြောခဲ့တဲ့စကားတွေကိုလုံးဝလက်မခံနိုင်ဖြစ်ပြီးတော့ဆိုးဆိုးဝါးဝါးတုံ့ပြန်ခဲ့တာပါ။ဂျပန်ဝန်ကြီးချုပ်ပြောခဲ့တာကထိုင်ဝမ်ဆိုတဲ့စကားလုံးလေးတစ်ခုပါတော့ပါတယ်။ရုပ်ကအဲ့ဒီစကားလုံးကိုလုံးဝအထူးမခံနိုင်ပါဘူး။ ဂျပန်ဝန်ကြီးချုပ်ပြောခဲ့တာကတကယ်တော့ရိုးရိုးလေးပါထိုင်းဝန်မှာပြဿနာဖြစ်ရင်ဂျပန်ကိုလည်းထိခိုက်နိုင်တယ်ဒါကြောင့်ဂျပန်အနေနဲ့လည်းကိုကိုကိုကောက်ခွေဖို့အတွက်အသင်းပြင်ဆင်ထားရမယ်လို့ပဲပြောခဲ့တာပါဒီနေရာမှာထိုင်းဝန်ဘက်ကရည်တည်ပေးမယ်ဆိုတဲ့စကားလေးတစ်ခုကတော့ပါတော့ခဲ့ပါတယ်အဲ့ဒါကိုတရုတ်ကလုံးဝမကျေနပ်နိုင်ဖြစ်နေတာပါဒီလိုမျိုးဆူဆူဝဝတုံးပြန်လိုက်တာကတော့တန်တမန်တရားလုံရမယ့်ကိစ္စမျိုးမဟုတ်ပဲတကယ်ကိုတရားလွန်တော့ခဲ့ပြီဆိုပြီးတော့မှယာအီတာကပြောခဲ့ပါတယ်ဒီကိစ္စကဂျပန်ပြည်သူတွေရဲ့ဒေါသကိုလည်းနှိုးဆော်ပေးလိုက်တယ်လို့ဖြစ်ပြီးတော့မှ အွန်လိုင်းပေါ်မှာပေါ်လောရိုက်နေပါတော့တယ်ဂျပန်ဝင်ကြီးချုပ်ကိုကောင်းဖြတ်မယ်လို့ရှိန်ချောက်လိုက်တာဟာဂျပန်ကိုစေးကျင်ညာလိုက်တာနဲ့တူပါတယ်ပြီးတော့မှဂျပန်ရဲ့လုံခြုံရေးကိုဓာတ်ရိုက်ရှိန်ချောက်လာတာပဲလို့သူတို့တွေကပြောနေကြပါတယ်ဒီလိုမျိုးပြဿနာတွေဖြစ်အောင်လုပ်ခဲ့တာကဒါပထမဦးဆုံးတော့မဟုတ်ပါဘူးရွှေတက်ဟာဆိုရင်အရင်ကတည်းကတရုတ်ရဲ့တင်းမာတဲ့သဘောထားတွေကိုခဏခဏဖော်ပြပါတယ်လာမယ့်ရွေးကောက်ပွဲမှာလည်းတရုတ်လိုလာတဲ့ပါတီဘက်ကနေထောက်ခံရေးသားတာမျိုးတွေကိုလည်းဆက်တိုက်လုပ်ပါတယ် ဒါကလည်းဒီဂျပန်နိုင်ငံရဲ့ပြည်တွင်းရေးကိုတတမတ်တူကမဆိုင်ပဲဝင်ရောက်ဆွတ်ဖက်နေတာလည်းဖြစ်ပါတယ်သူကဘလောက်ထိတောင်မှဘဝင်မြင့်နေတယ်လဲဆိုရင်ဂျပန်အမတ်တွေကတော့မှဒီလိုလုပ်ပါဒီဟိုလိုလုပ်ပါဆိုပြီးတော့မှအမိန်တွေပေးနေပါတယ်။ထိုင်ဝမ်နဲ့တောပြီးတော့မှမပတ်သက်နဲ့ဒီပတ်သက်ရင်တရုတ်နဲ့ဂျပန်ဆက်ဆံရေးပြတ်ပြတ်တော့မယ်။ဒီတော့မင်းတို့လိမ့်လိမ့်မှာမှနေရဆိုတဲ့ပုံစံမျိုးခဏခဏစာရေးသားပေးပို့လေးရှိပါတယ်။ဒါဟာတရုတ်ရဲ့ဘဝင်မြင့်နေတဲ့တန်တမန်ဆက်ဆံရေးပုံစံပဲဖြစ်ပါတယ်။ယာအီတာကဒီရွှေချန်းကိုတီးခဲ့တာဒီနှစ်ပေါင်း20လောက်ရှိနေပါပြီ အရင်တော့ကတော့ရီမွန်နဲ့ပုံစံမျိုးရှိတယ်လို့ပြောပါတယ်ဒါပေမဲ့အိုဆာကာမှာယာဒူးရပြီးကလေးကသိုးရီရှုံထားတဲ့ဝန်ပလွေတကောင်လို့ဖြစ်လာတယ်လို့သူကဆိုတာပါဒါကြောင့်သူ့ကိုဂျပန်နိုင်ငံမှာမထားတင်တော့ပဲဆက်ရှင်နှင်ထုံးတင်တယ်ဆိုပြီးတော့မှယာအီတာနဲ့မက်ဆူဘာရာနှစ်ဦးစလုံးကအကြံပြုနေကြတာဖြစ်ပါတယ်အခုဖြစ်ရတဲ့ကိစ္စဟာအရှိအအရှာမှာအထူးမခံဖြစ်နေတဲ့ထိုင်ဝမ်အရေးကိစ္စနဲ့ပတ်သက်ပြီးတော့မှဒီအမေရိကန်ဂျပန်တို့ကြားကတင်းမာတဲ့ဆက်ဆံရေးဖြစ်ပါတယ်တလုံးလုံးကသမ္မတတော်နေထရန့်က CBS နဲ့အင်တာဗျူးတစ်ခုမှာ ထိုင်ဝမ်အရေးနဲ့ပတ်သက်ပြီးတော့မှပြောခဲ့ပြပါတယ်။သူအာနာရှိနေသူရဲ့တရုတ်ဟာထိုင်ဝမ်ကိုထိရဲမှာမဟုတ်ဘူးလို့အမေရိကန်သမ္မတကပြောခဲ့တာပါ။တရုတ်ကထိုင်ဝမ်ကိုတိုက်ခိုက်ရင်အမေရိကန်ကဘယ်လိုတုံ့ပြန်မလဲလို့မေးတဲ့အခါမှာဒေါ်နယ်ထရန့်ကရှင်းလင်းတဲ့အဖြေကိုမပေးခဲ့ပါဘူး။အဲ့ဒါဖြစ်ခဲ့ရင်ခမရတို့တီးပါလိမ့်မယ်လို့ပဲသူကပြောခဲ့ပါတယ်။ဒါဟာဒီရေယာမှုမရှိတဲ့မဟာဗျူဟာဖြစ်ပါတယ်။အတိအကျမပြောတဲ့အတွက် American ဘလို့တုံ့ပြန်မလဲဆိုတာကိုတရုတ်ကမသိနိုင်ပါဘူး။ဒါဟာနိုင်ငံရေးမှာလုံလေးရှိတဲ့ဗျူဟာတစ်မျိုးလည်းဖြစ်ပါတယ်။ တိတိကျကျမသိရတဲ့အတွက်ဘလို့ပြင်ဆင်ထားမယ်ဆိုတာကိုလည်းတရုတ်ကမသိနိုင်ပါဘူးဒီလိုမကြည်ရတဲ့ကိစ္စကတရုတ်ကိုပို့ပြီးတော့မှခေါင်းရှုပ်စေပါတယ်ဒီလိုမျိုးမဟာဗျူဟာကိုဂျပန်ကလည်းထုတ်ပြီးတော့မှသုံးနေတာလို့ကျွန်တော်တို့ထင်ရပါတယ်သူတို့အနေနဲ့ထိုင်ဝမ်ကိုကောက်ကွယ်မယ်ဆိုတာကတော့တင်းတယ်ပေါ့ပြောပါတယ်ဒါပေမဲ့ဘလို့မျိုးကောက်ကွယ်မယ်ဆိုတာကိုတိတိကျကျမပြောသလိုပဒီပခါဖြည့်အောင်လည်းမလုပ်ဘူးလို့ဆိုပါတယ်ဒါဟာမရေရာမှုကိုဖော်ပြတာဖြစ်ပြီးတော့တရုတ်နဲ့ထိတ်တဲရန်ဆိုင်မှုဖြစ်မလာအောင်လဲရှောင်ချလိုက်တာဖြစ်ပါတယ် ဂျပန်ကတရုတ်ရဲ့အနိုင်ကျင့်ခံဘဝမျိုးမဟုတ်ဘူးဆိုတာကိုလည်းရေရေဝန်းဝန်းဖော်ပြလိုက်တာပါဝန်ကြီးချုပ်အသစ်တာကာအီရှိဟာခက်ထန်တဲ့ညံကောင်းတဲ့ဖီအားအောက်မှာတည်ငြိမ်တယ်ပြီးရင်မဟာဗျူဟာမှာရှင်းလင်းတဲ့ဂျပန်ရဲ့အမျိုးသားအကျိုးစီးပွားတွေကိုကောက်ကွေဖို့ဆုံးဖြတ်ထားတယ်ဆိုတာကိုတက်သေးပြခဲ့တာပါတရုတ်ရဲ့သဘောထားကိုပွင်ပွင်လင်းလင်းထုတ်ဖော်ပြောတဲ့လူကိုဂျပန်ကပြည်နယ်နဲ့ပေးမလားမပေးဘူးလားဆိုတာကလည်းအခုထိတော့မသိရသေးပါဘူးထင်မြင်ချက်ကိုပြောရမယ်ဆိုရင်တော့သူ့ကိုနှင်ထုတ်လိုက်မယ်ဆိုရင်လည်း အစားတယောက်ကသူ့လိုပဲဒီတရုတ်ရဲ့သဘောထားတွေကိုပြင်းပြင်းထန်ထန်ဖော်ပြနေဥမှာပါတကယ်တော့ဒါဟာသူကိုယ်တိုင်ပြောတာမဟုတ်ပဲတရုတ်အစိုးရအဖွဲ့လုံးရဲ့စကားသင်ဖြစ်ပါတယ်ဂျပန်အတွက်လည်းတည်င်းစကားအစေးအမှန်ကိုကြားသိရတဲ့ကိစ္စဖြစ်ပါတယ်တရမန်ရေးရဆုံးဖြတ်ချက်တွေကနုံညံ့တိမ်မွေးတဲ့အတွက် ဂျပန်အစိုးရကဘလို့ဆုံးဖြတ်မဲ့ဆိုတာကိုကျွန်တော်တို့အနေနဲ့စောင့်ကြည့်ရမှာဖြစ်ပါတယ်လို့ပြောကြရင်လည်းဒီနေ့ဗီဒီယိုလေးကနေနှုတ်ဆက်လိုက်ပါရစေ။နောက်လေးတွေမှာလည်းအခုလိုမျိုးလက်တော်ဖြစ်ပြနေတဲ့ကမ္ဘာနိုင်ငံရဲ့အခင်အကျင်းတွေနဲ့ဘ ഹു ဒူရာရပွဲရာတွေကိုစာဖွင့်တင်ဆက်ပေးနေအောင်ပါမို့ဆောင်းမြော်ကြည့်ရှုကြပါအောင်ခင်ဗျာ။နောက်ထပ်ဗီဒီယိုတစ်ပုဒ်မှာပြန်ကြမှာပါနဲ့ပြန်တွေ့ကြရအောင်ပါ။အကောင်ဆုံးအသက်တာဆုံးအမြတ်ဆုံးဝန်ဆောင်မှုတစ်ခုကိုမိတ်ဆက်ပေးပါရစေ။လူကြီးမင်းတို့ရဲ့ Great Day အမှတ်စဉ် အောက်လမ်းမှဘွဲလက်မှတ်နဲ့တက္ကသိုလ်အမှတ်စရင်းတို့ကိုကျမတို့ရဲ့ပညာရေးဝန်ဆောင်မှုမှဈေးနှုန်းသက်သာဆုံးနဲ့အမြန်ဆုံးဝန်ဆောင်မှုပေးနေပါပြီ။ဖုန်းနံပါတ်39668 9162 625နဲ့399905853လေးလေးနှစ်တုံးနဲ့ကျမတို့ရဲ့ Facebook Page Messenger ကနေလည်းဆက်သွယ်မှာယူနိုင်ပါတယ်။အကောင်းဆုံးသောဝန်ဆောင်မှုတွေကိုရယူဖို့အခုပဲဆက်သွယ်လိုက်ပါရစေ။